အလုံးမဲမင်္ဂလာပါဒီနေ့သင်ကြားမယ့်သင်ခန်းစာက Applying Human Resource Management လို့ခေါ်ပါတယ်အဓိကအဖြစ်တော့အတုံးချလူလူဆောင်ရေးမြစီမံခံခွဲမှုဘာသာရပ်ဖြစ်ပါတယ် တော့ဒီနေ့တင် जा မဲ့တင်ငန်းစာတွေကိုမတင် जा ခင်မှာအရင်ဆုံးဆိုတာရှင်းလင်းပြီးတော့ပြပြချင်ပါတယ်။အဓိကတော့ဒီနေ့တင် जा မဲ့တင်ငန်းစာကတော့လူဆွမ်းကအရင်မြစီမံခံခွင့်မှုတင်နှန်းဖြစ်တဲ့အတွက်ကြောင့်လူဆွမ်းကအရင်မြစီမံခံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေဟာဘာတွေရှိသလဲဆိုတာကိုကျွန်တော်တို့လေ့ကျင့်တင် जा တော့မှာဖြစ်တယ်။ပြီးသွားတဲ့အခါမှာအဲ့ဒီဒီတော့လူဆွမ်းအရင်မြစီမံခံခွင့်မှုတဲမှာပါဝင်တဲ့အဖန်ရှင်တွေရှိပါတယ်။အဲ့တော့အဲ့ဒီဖန်ရှင်များကိုကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးတင် जा တော့မှာဖြစ်ပါတယ်။ အဲ့တော့အဲ့ဒီ functioning တဲမှာပထမဆုံးက human resource planning လို့ခေါ်ရတယ်။နောက်တစ်နည်းပြောရအောင်ဆိုတော့ဒီလူဆောင်ရေးမြစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုစီမံကိန်းတွေရေးဆွဲရမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။အဲ့တော့ဘယ်လို့ကိုမဆိုကျွန်တော်လုပ်တဲ့အခါမှာ plan ဆိုတဲ့ stage ကအရေးကြီးဆုံးပါပဲ။အဲကြောင့်ကျွန်တော်ဒီနေ့ဆွေးနွေးသွားမှာ HR လုပ်ငန်းစဉ်တွေကိုအကောင့်တေပေါ်ဆောင်ရွက်တဲ့အခါမှာ HR planning ဆိုတဲ့အပိုင်းကအရေးကြီးလာပါပြီ။ဒါကြောင့်မလို့ HR planning ဟာဘာကိုလုပ်မလုပ်ပါဒလဲသိဖို့လိုလာပါတယ်။ဒါကြောင့်မလို့ HR planning ဆိုတာကကျွန်တော်တို့ရဲ့နောက်ကုဏတော့က organization ရဲ့ future လို့ခေါ်တဲ့အနာဂတ်တွေမှာလိုအပ်နေတဲ့เนาะခုနကဝန်ထမ်းတွေနောက်နောက်ကလုပ်ငန်းနဲ့ပတ်သက်ပြီးတော့เนาะအရေးသွေးရင်းရှိတဲ့ဝန်ထမ်းတွေကို တက်မှတ်ထားတဲ့နော်နေရာတွေမှာလောက်ကန်ဆောင်ဝတ်နှာနိုင်မှုအတွက်ကိုစနစ်တကျနဲ့နောက်လာကျွန်တော်တို့ demand and supply ပေါ့လိုအပ်တဲ့အချိန်မှာကျွန်တော်တို့ကပံ့ပိုးပေးနိုင်အောင်စီစဉ်ဆောင်ဝတ်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ဒါကိုကျွန်တော်တို့က HR planning လို့ခေါ်လိုက်ပါတယ်ဒါကြောင့်မလို့ human resource planning ဟာနော် HR လုပ်ငန်းစဉ်အတွက်အရင်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိပါတယ် အဲ့ဒီလှုပ်ဆောင်ချက် function များကိုเนาะစနေတကျเนาะတခုချင်းစီကိုဘယ်လိုမျိုးအတိုင်းတာဆောင်ရွက်ရမလဲဆိုတော့ HR metric လို့ခေါ်ပါတယ်အဲ့တော့အဲ့ဒီ HR metric တွေပြည့်ရခမှာဒီချက်တဲ့ဒီပုံမှာမူတည်ပြီးတော့မှလုပ်ငန်းရဲ့ဝန်ထမ်းတွေနဲ့လုပ်ငန်းစဉ်တွေရဲ့ဂျားမှာကောင်းမွန်တဲ့လှုပ်ဆောင်ချက်များကိုစစ်စစ်သုံးသပ်သပ်ရတယ်ပေါ့เนาะဒါ analysis လုပ်ငန်းစဉ်တွေကိုကျွန်တော်လေ့ကျင့်သင်ကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒါဒီနေ့သင်ကြားပေးသွားမယ်မော်ဂျူးများဖြစ်ပါတယ်